အစ္စရေးကအီရန်ကိုတောက်ကြနေမှာလက်ဦးမှုရယူတိုက်ခိုက်လိုက်ပါတယ်။နျူကလ িয়ার ဆက်ယုံတွေနဲ့စစ်ရေးအခြေစိုက်စခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ဒေတာတွင် ကြီးမားတဲ့ပြည်ပခဖြစ်ပွားလာနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးလိုက်ပြီးတဲ့နောက်အခုလိုတိုက်ခိုက်မှုပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။အီရန်မြို့တော်မှာတောက်ကြနေမနက်ပိုင်းကပောက်ကွဲသံတွေ ကြားရကြောင်းနိုင်ငံပိုင် ရုပ်တံကထုတ်လွှင့်သွားခဲ့ပါတယ်။ အီရန်ရဲ့လေကြောင်းရန်ကာကွယ်စနစ်ကတရားရဂိုင်းနှုံးစစ်ဆင်နိုင်စွမ်းရှိတယ်လို့လည်းပြောဆိုသွားပါတယ်။အစ္စရေးနိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာလိုက်ပြီးကာကွယ်ဝင်ကြီးအစ္စရေးကတ်ကလည်းအခုစစ်ဆင်ရေးကြောင်းအီရန်ကလက်တုံပြန်တိုက်ခိုက်လာနိုင်တယ်လို့ပြောပါတယ်။အီရန်ကိုအစ္စရေးကလက်ဦးမှုရယူတိုက်ခိုက်ပြီးအီရန်ဘက်ကလည်းအစ္စရေးနိုင်ငံရဲ့အရက်သားတွေကိုဒုံးကျည်တွေဒရုန်းတွေနဲ့ချက်ချင်းလိုလိုလက်တုံပြန်တိုက်ခိုက်လာနိုင်တယ်လို့ကတ်စ်ကသတိပေးစကားပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့်ရေနံစေးကတော့600ခိုင်နှုန်းခုန်တက်သွားခဲ့ရတာပါ။အီရန်ဘက်ကတိုက်ခိုက်လာနိုင်တယ်လို့ထရန့်ကသတိပေးပြီးအခုလိုခုန်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒေတာတွင်တက်ဖွဲ့ဝင်အင်အားကိုရှော့ချနေတယ်လို့လည်းသူကပြောပါတယ်။ခုချက်ချင်းဖြစ်တော့မယ်လို့တော့ကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့တခုခုဖြစ်လာမှာကတော့တေးကြတယ်လို့အစ္စရေးကတိုက်ခိုက်တော့မယ်အရေးအယောင်တွေရှိနေတဲ့အပေါ်သတင်းတောက်တွေရဲ့မေးမြန်းချက်ကိုထရန်ကအင်ဖြူတော်မှာကြာတာပြင်းတွေကဖြေကြားခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်ပေါ်အလွန်ကောင်းမွန်တဲ့သဘောတူညီချက်ရဖို့အလွန်နှိစက်ပြီးလို့သူယုံကြည်ကြောင်းဒါပေမဲ့အစ္စရေးကသူ့မဟာရန်သူတော်ကြီးကိုတိုက်ခိုက်ခဲ့ရင်သဘောတူညီချက်ရနိုင်ဖို့အခွင့်အလမ်းပြည့်စည်သွားနိုင်ကြောင်း င်းသူကပြောခဲ့ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။